ဲတို့ဒီကိုကြည့်မယ်အလုံးတွေကြည့်ပြီနော်အဲကြည့်ပြီနော်ဟုတ်ပြီအဲ့ဆိုရင်တို့လောလောဆယ်အလွယ်လေးကနေစပြီးတော့တွားပေးမယ်နော်အဲ့တော့ဒီဒီနေရာမှာအခုလောဆယ်ဘာမှမရှိဘူးနော်ဘာမှမရှိဘူးအဲ့တော့ဒီဘက်မှာသူသူကိုတုံးချင်တဲ့ဒူလေးတွေပေါ့နော်ဒီမှာအများကြီးရှိတယ်ကိုဘာပုံစံလုံးပါလဲကိုဘာလုံးချင်တာလဲအဲ့ဒီပုံမှန်မူတည်ပြီးတော့တို့ဒီထဲမှာ ရွေးချယ်ရမယ်ပေါ့နော်ကဲဘလော့ဆယ်တို့မနေ့ကဟိုဟိုတစ်ဘက်ကနော်ဟိုတို့ page မှာတော့ဆွဲတော့ကြတော့ဒူးဒီပေါ့နော်ဒူးဒီနဲ့ဆွဲခဲ့တာတို့ပါလက်ဖက်ကလေးနော်အခုကတို့ဒီထဲမှာတင်တာကက်ချဲမှာကြတော့တို့ဒူးဒီအနေထားဆွဲမယ်ပေါ့အဲ့တော့တို့အရင်ဆုံးဒီမှာနော်စလင်နာလေးဒီကောင်လေးအဲ့ဒါလေးကိုယူလိုက်မယ်ယူပြီးတော့ဆွဲလာမယ်ပြီးရင်ဒီနေရာမှာထားလိုက်မယ်နေရာထားလိုက်မယ် ဲလိုက်လို့အဲ့တိုင်းလေးနော်နေရာချနေရာချပြီးသွားလို့ရှိရင်အဲ့ဒီမှာတစ်ခုဆရာတစ်ချက်ပြောပြမယ်အဲသူ့ကိုတစ်ချက်နှိမ့်လိုက်တာနဲ့နော်သူ့ကိုတစ်ချက်နှိမ့်လိုက်တာနဲ့ဒီအပေါ်မှာတွေ့ရဒီပေါ်မှာမှာတို့ဥစားအချုံလေးနော်အချုံလေးအဲ့ကောင်ကဘာလုပ်တာလဲဆိုတော့အခုဆရာတို့အဲ့ဒီဆွဲထားတဲ့ကောင်ဟိုအပေါ်မှာတင်တဲ့အခါမှာအတုံးပြူတာနော်မာဒီ မဆရာနမူနာတစ်ခုလောက်ပြအောင်နော်အဒီမှာဒီမှာကြည့်တာနော်မမတင်ပြမယ်လောလောဆယ်ဒီမင်းတို့သိအောင်လို့ဒီကနေအဒီလေးရနေနော်အပေါ်မတင်လိုက်မယ်တွေ့လားအပေါ်ကိုကြွလာဟုတ်တယ်နော်အဲ့ဆိုရင်လေပေါ်မှာကြွတယ်ကိုဖြစ်နေမှာပေါ့နော်ဒါလောလောဆယ်ဆရာကြွပြအဲ့တော့ကိုကဘလောက်ဘလောက်ဒီအကွာဝေးဘလောက်ဒီထားမှာလဲအဲ့ဒီပုံမှာမူတည်ပြီးတော့ငါတို့ကထားပေးရမှာเนาะဒါသဘောပြောပြတာလောလောဆယ်ကအပေါ်ကိုမကြွဘူးအောက်မှာပဲပြန်ထားမယ်เนาะ အောက်အပြန်ထားမယ်ဟုတ်ပြီဒါဆိုရင်သူ့ရဲ့အယူရစားကတို့ဘလောက်ဘလောက်လဲဆိုရင်ဒလောဆယ်မှာတော့သူ့ရဲ့အယူရစားတတိလေးပဲရှိသေးတယ်တတိလေးပဲရှိသေးတယ်ဆိုတော့တို့ကအဲ့ဒါကိုမလုပ်ချင်တာလဲဆိုလို့ရှိရင်အာနည်း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 ပစ်ကြီးမယ်ပေါ့နော်ပစ်ကြီးမယ်ဆိုရင်ကိုယ့်ရဲ့ဒီဒီ wall wall space ကိုအာဒီလိုတောင်းရနေတာထားဒီလိုမျိုးနေတာထားလဲရတယ်ကွာဒါပေမဲ့ဆရာတို့ကဒီလိုနေတာထားပြီးတော့ကြည်တာတော့ပို့ပြီးတော့ ကောင်းတယ်ဗောနော်ပို့ပြီးတော့ကောင်းလဲဒီလိုနေထားပဲထားပြီးတော့ကြည့်မယ်ကြည့်ပါရင်အခုဆိုရင်ဒီဒီခွက်ကအာဒီဒီဒီစလင်နာလေးကဒီရှေ့ကိုနည်းနည်းရောက်နေကွာတို့ဒီနားနည်းနည်းရွှေ့ကျင်နေเนาะရွှေ့ကျင်နေဆိုရင်သူ့ရဲ့ဒီများမှာဖိမယ်ဟိုဘက်ကိုရွှေ့မယ်အဲကိုဘလောက်လောက်မှာရွှေ့ထားမလဲဗောနော်ဒီနေရာမှာဖိရမှာเนาะဒီ၄တော့တုံးနေမှာတွားပြီးတော့မလောက်အောင်เนาะဒီနေရာမှာဖိမှရွှေ့လို့ရမှာเนาะ လိုက်ရွှေကြည့်နော်ရှင်းလို့ရပြီလားညာရှင်းလို့ရပြီလားဒါရှင်းလို့ရပြီဆိုရင်နောက်တစ်ခုနောက်တစ်ခုကျတော့ဒီသူ့ရဲ့ဒီအဝိုင်းသူ့ရဲ့ဒီအဝိုင်းကိုဆက်တော့နည်းနည်းပေးပြီးတော့နည်းနည်းကျင့်မယ်ပေါ့နော်ပေးကျင့်ခြင်းနဲ့ပေးကျင့်ခြင်းနဲ့ဆိုရင်တို့ဒီနေရာလေးအဲဒီကောင်ကျတော့ तू ကဒီလိုမျိုးပေါ့နော်ဒီကောင်ကျတော့အာဘယ်လိုလဲဆိုလို့ရှိရင် အဘေးရောဒီလိုမျိုးအကျဲရောပေါ့နော်အဲ့တော့ဒီကနေမျိုးဇာတို့ဆွဲကြဲရအောင်ပေါ့ပြောချင်တာအဲ့တော့ဆွဲကြဲတဲ့ကအခုဆိုရင်20ဒီမှာတစ်ချက်ပြန်ထောက်ပြမယ်နော်20 20အတူတူပဲနော်အဲ့တော့20 20ဆိုတော့ဇာတို့ဘယ်လောက်ထားလိုက်မလဲဆိုရင်အာ30 30ထားလိုက်မယ်ကွာအဲ့တော့ဒီဒီနေရာမှာဒီနေရာလေးမှာတစ်ချက်နှိပ်လိုက်တစ်ချက်နှိပ်ပြီးတော့ ီကောင်ကိုကျွန်တော်က30လို့ပြောင်းလိုက်မယ်30တသမ00ပြီးရင်ဒီဘက်ကကောင်လည်းအဲ့လိုပဲ30တသမ00အဲ့လိုမျိုးလေးထားလိုက်ဒါဆိုရင်အဝိုင်းရဲ့ပပက်လေပေါ့နော်အဝိုင်းရဲ့ပပက်လေကိုတို့တခါလဲချက်ပြီးတာဖြစ်သွားပြီခုဘကိုဒီလိုဆွဲချဲတာနဲ့အဲ့လိုမျိုးကနန်းရိုက်ပြီးထဲတာနဲ့ကြတော့ကနန်းရိုက်ပြီးထဲတာကြတော့ပို့ပြီးတော့တိတိကျကျရတာပေါ့ခုဘကိုဆွဲချဲလို့ရှိရင် အဲညီချင်းမညီမယ်ဟုတ်လားဟောအဲ့တော့ရောက်လို့ဒီကနန်းရိုက်ပြီးတော့ထဲလိုက်မယ်ဟုတ်ပြီဒါဆိုရင်ဒီနေသားလေးရပြီဒီသားလေးရပြီဆိုရင်ကဲကျွန်တော်ဒီမှာအမြင့်ကြည့်မယ်အမြင့်ကလောဆယ်တူတူလေးပဲရှိသေးတယ်နော်တူတူလေးပဲရှိသေးတယ်အဲ့တော့အဲ့တော့အမြင့်နည်းနည်းပေးပြင့်ကျင်တယ်အော်အမြင့်ပေးမြင့်ကျင်တဲ့ဆိုရင်လောလောဆယ်သူ့ရဲ့ဒီဘောပိတ်ကိုကျွန်တော်ဒီတိုင်းလေးနည်းနည်းစောင်းစောင်းလေးဖြစ်အောင်ထားလိုက်မယ်။နော်လုံးဝအတက်ကြီးမဟုတ်တော့စောင်းစောင်းလေးဖြစ်အောင်ထားမယ်။ ်ထားပြီးွားရင်ဒီနေရာမှာဒီနေရာနေเนาะအဲဒီနေရာမှာဥရောပဆရာ20လို့ဖြစ်နေတယ်ဆိုတော့ဆရာတို့ကခုနအကျယ်တုန်းကကျတော့30ထားထားတယ်တော့အာတို့25လောက်ထားမယ်ပေါ့နော်25ဒသမ00ပေါ့နော်25ဒသမ00အာဒါတော့တူသေးလားမသိဘူးတူမယ်နော် แต่30ပဲထားလိုက်ပါတော့ကွာမထူးတော့ဘူး30ပဲထားလိုက်တော့အဲဒါတော့နည်းနည်းတော့เนาะကဲဒါဆိုရင်တို့အမြင့်လဲဒီတိုင်းမြင်ရတယ်အကျဲအဝိုက်လဲအိုက်တိုင်းလေးလောက်ရတယ်ဗောနော်အဲ့လိုကြည့်ကျတော့ဒီဘယ်လိုမျိုးပပတ်လဲကြည်လို့ရတယ်နော်ပပတ်လဲကြည်လို့ရတယ်ဒီမှာဟုတ်လားနော်ဟုတ်ပြီဒါဆိုရင်လောလောဆယ်မှာတော့ तू ကတော့စလင်နာပုံစံအတိုင်းလေးပဲရှိနေသေးတယ် အဲ့တော့ကိုဇာတို့ကဘာလုံးမှလဲဆိုတော့အဲဇာတို့ဘေကောင်ယူရမယ်ဆိုဒီကောင်လေးယူမယ်နော်အာ sorry ဒီကောင်မယူဘူးကွာဒါပဲယူလိုက်မယ်နော်ဒီကောင်လေးပဲယူလိုက်မယ်အဲ့ဒါလေးကိုယူပြီးတော့ဇာတို့ဒီမှာဒီဒီနေရာမှာသူ့ရဲ့ဒီနေရာမှာဆွဲကတ်လိုက်မယ်ဆွဲကတ်လိုက်ရင်ဇာတို့ဒီမှာជីជីလို့ရအောင်နော်ဒီလိုជីជីလို့ရတယ်နော်ជីជីလို့ရတယ် ဟုတ်ပြီအဲ့တော့ဒီကောင်းကိုဆရာကဘာဆက်လုပ်ရမလဲဆိုလို့ရှိရင်အောက်ကိုနည်းနည်းလေးဆွဲချရမယ်နော်အောက်ကိုနည်းနည်းဆွဲချရမယ်အဲ့တော့ဒီဒီနေရာနေပြီးတော့ဒီတို့အပေါ်မြင့်တဲ့အချုံလေးလေအရင်ကနေပြီးတော့အောက်ကိုဒီလိုမျိုးပင်ချလိုက်ပင်ချလိုက်ဆိုလုံးဝအစိုးရပေးမချနိုင်အောင်တော့တော့လောက်တော့လောက်လေးထားတာအောင်နော်အဲ့ဒါထားပြီးတော့သူ့နည်းနည်းဆက်လို့ပင်ညှင့်မယ်ပေါ့နော် เนาะเนเน่ปีหมิ่มเดี๋ยวนี้พี่รออ่าโดโคกองนูก็จะโดบลาวหมิ่งแก่เลย30 30หมิ่งแก่เลยเนาะ30หมิ่งแก่เลยสรอกอ่า33รอบทาไล่เนาะ33ดะดะมา00အလောက်မြင်လိုက်မယ်အဲ့ဒီမူနီကနေ မြင့်ပြီးွားပြီဆိုတာနဲ့ဟုတ်ပြီမြင့်တာတော့ပြီးွားပြီဒါပေမဲ့ဆရာတို့ဒီကောက်ကိုဒီအချုံလေးနဲ့အောက်ကိုပြန်ဖြိချမယ်ပြန်ဖြိချတဲ့အခါမှာဆရာတို့ဟိုပထမဆရာတို့ဆွဲထားတဲ့ဒီကောက်နဲ့လုံးဝတဏှီသေးဖြစ်အောင်မမြင့်ဘူးနော်တဏှီသေးဖြစ်အောင်မဖြိချအောင်ဘာလို့လဲဆိုတော့တဏှီသေးဖြိညှိချလိုက်ရင်သူကအာဘယ်လိုဖြစ်သွားမလဲဆိုရင်ဟိုကောင်နဲ့အရန်ကတ်သွားမှာပေါ့နော်ကတော့မယ်အဲ့တော့ဒီကောက်ကိုဆရာတို့ကဘာဆက်လုပ်မလဲဆိုရင်ဒီမှာတစ်ချက်ကြည့် ီကောင်လေးယူပြရမယ်နော်ဟောလိုလေးယူပြရမယ်နော်အဲ့ဒါလေးယူလိုက်အဲဒါဆိုသူ့ရဲ့ပုံစံကဒီလိုမျိုးဟိုအကြောင်ဒီလိုမိမ့်မိန်လေးဖြစ်သွားမယ်နော်ဒီရင်ဒီကောင်ကိုဒါတို့အလေဆန္ဒချိန်မယ်ပေါ့နော်အလေဆန္ဒချိန်မယ်အလေဆန္ဒမချိန်ခင်မှာဒီကောင်ရဲ့အကျယ်ကိုဆရာတို့ ဟိုအကျေကိုအရင်ဆုံးလုပ်မယ်เนาะအဲ့ဒီညတဲ့ချက်နှိပ်လိုက်တယ်အဲ့တော့သူ့ရဲ့အကျေကိုတို့ပရမတော်ကဒီကောင်းအောင်ကြတော့တို့30လောက်ခဲ့တာမလား30เนาะပပတ်လည်း30လောက်ခဲ့တာဒါဆိုလို့ရှိရင်ဒီကောင်းအောင်တို့ဘလောက်လောက်ခြံထားမလဲဆိုရင်30ကို28 28ခေါင်းလောက်ထားမယ်အဲ့တော့ဒီနေရာမှာလည်း တို့အာ29.00ပြီးရင်ဒီနေရာမှာလဲ29.00အဲအဲ့လိုလေးပြောင်းပေးလိုက်အဲဒါဆိုရင် तू ကျဲလာမယ်ကျဲလာပြီဆိုတာနဲ့သူ့ကိုဒီလိုမျိုးလေးဒီအောက်ကတို့ဒီအဝိုင်းလေးနဲ့ညှိမယ်ပေါ့နော်ဆိုင်တော့ဒီလိုမဟုတ်ညှိကိုရဖို့ဆိုတာမှကြည့်အောင်လေမှာတစ်ချက်ကြည့်လိုက် အဲ့တော့လောလောဆယ် data လေးထားမယ်ပေါ့နော် data လေးထားပြီးသွားရင်ဒီမှာဒီကောင်လေးရှိတယ်အဲအော်ဆရာတို့ဒီကောင်ဆက်လက်ရမယ်ကွာတစ်ချက်လေးကြည့်ဟာဆက်လက်ရမယ်ဆက်လက်တာဒီလိုဆက်လက်မယ်နော်ဒီလိုဆက်လက်လိုက်အဲ့လို slap လိုက်လို့ရှိရင်ဒီကောင်လေးနှိမ့်မယ်အဲဒီကောင်နှိမ့်လိုက်လို့ရှိရင်ဒီလိုအဆက်ပြောက်လေးထွက်လာပြီဟုတ်တယ်မလားဆက်ပြောက်ထွက်လာပြီဆိုရင်ဒီကောင် โอ้เอ่อဒီកောင်လေးကိုဒီအနီလေးကိုနှိပ်လိုက်မယ်အဲနည်းနည်းရွေ့လာပြီဒီဘက်ကဒီဘက်ကအလဲကအနီလေးကိုတစ်ချက်နှိပ်လိုက်မယ်โอเคโอเคဒါဆိုရင်ညီွားပြီเนาะအပက်လည်းညီွားပြီအလဲဆန်တာကြွားပြီပေါ့ကွာပြောချင်တာเนาะ အဲလုံးဝအလေစနာကြပါပြီရပြီလားဒီတိုင်းရပြီလားဘယ်လိုမရတာဟမ်ဒါလို့ပရမဒီလိုထားထားတယ်ထားထားပြီးတော့အရာကိုဒီလိုဆက်လက်မှတ်တယ်အဲ့လိုဆက်လက်မှတ်ပြီးွားပြီးဆိုရင်ဒီမှာဒီဘောကဒီကောင်လေး အာအလိုင်းလေးနော်အလိုင်းလေးကိုနှိပ်လိုက်အလိုင်းလေးကိုနှိပ်လိုက်ရင်ဒီလိုမျိုးလေးတွေထွက်လာမယ်ကွာအဲ့တော့အလဲကဒီအလဲဆက်လေးကိုတစ်ချက်တစ်ချက်နှိပ်လိုက်ရွေ့သွားမယ်ပြီးဒီဘက်ကအဆက်လေးကိုတစ်ချက်နှိပ်လိုက်အဲ့ဒါဆိုရင်ကွာပပတ်လေအလဲဆနာတခါတဲ့ချိန်သားပြီးသားကွာသူရွေ့သွားလိမ့်မယ်လာပြီလား ကဲပြီးွားရင်မှတစ်ချက်ကြည့်လိုက်မှတစ်ချက်ကြည့်ရဆက်လုပ်ရမယ်အခုလက်ရှိမှာသူဒီတိုင်းလေးเนาะဒိုင်းလေးကိုဆရာအရာကိုဒီကောင်လေးကိုဆရာဆလတ်မှတ်လိုက်တယ်เนาะဆလတ်မှတ်လိုက်တယ်เนาะဆလတ်မှတ်ပြီးတော့ဒီမှာဒီကောင်လေးဒီကောင်ကဘာလို့ဂရုလို့ခေါ်တယ်အရာကိုနှိပ်လိုက်တယ်နာဆောင်မယ်အဲဒါဆိုရင်ဒီမှာကြည့်လိုက်လုံးဝခွက်ပုံစံဖြစ်သွားပြီတွေ့လားเนาะ ပတ်ပုံစံဖြစ်သွားမယ်အဲ့လိုပတ်ပုံစံဖြစ်သွားမယ်နော်ပတ်ပုံစံဖြစ်သွားမယ်အဲ့ဒါကိုဘုနာဆရာပြောပြလို့လုံနော်ဒါခပုံစံဖြစ်အောင်ဆရာကတိတ်ပြလိုက်တာပဲ။ ရောစရဲဇာတို့အဲ့ဒါကိုဂရုဂရုအရင်ဆုံးမခွဲနဲ့အောင်ဂရုအရင်ဆုံးမခွဲနဲ့အောင်ဒါဒီလိုလုံးလို့ရလဲဆိုတာကိုဆရာပြောပြလိုက်တာပဲတော့မခွဲနဲ့အောင်နော်တို့အန်ဂရုပြန်ပြောင်းလိုက်မယ်နော်ကနကနဆဆောက်လို့ငကိုတိုင်းလေးဖြစ်အောင်ထားပြီးဒီမှာတစ်ချက်ကြည့်တို့ဒီကွင်းလေးအဲ့မှာဒီကွင်းလေးဒီအဝိုင်းကွင်းလေး အဲ့ဒီအဝိုင်းခွေလေးကိုဒီကိုဆွဲလာမယ်ဒီနေရာမှာချမယ်ချလိုက်တဲ့ချိန်မှာဒီအဝိုင်းခွေကလက်ရှိမှာသူကဒီလိုမျိုးမတည့်ရင်တော့ဟိုကဘောတို့ဗာလဲဘောခွင်းလေးပုံစံမျိုးလေးနော်ဘောခွင်းလေးပုံစံမျိုးလေးအဲ့ဒါကိုဆရာတို့ကထောင်မယ်ပေါ့နော်ထောင်မယ်ဆိုတော့ဆရာတို့ဒီဒီမှာမြားခွေလေးရှိရဲ့ဟုတ်လားအဲ့ဒီမြားခွေလေးကနေပြီးတော့ခီးပြီးတော့ဒီလိုမျိုး60ဒီဂရီနော်အပေါ်မှာကြည့်လိုက်သူက60ဒီဂရီထားလိုက် အဲ့တော့ဒီဘောကွင်းလေးကထောင်သွားမယ်နော်ထောင်သွားမယ်အကြည့်ကြည့်လိုက်ပါနော်ထောင်သွားပြီလားနော်တောင်ရက်လေးဖြစ်သွားပြီတောင်ရက်ဖြစ်သွားပြီဆိုလို့ရှိရင်နောက်တစ်ခါဇာတို့ကသူ့ရဲ့အမြင့်ကိုသူ့ရဲ့ဒီအမြင့်ကိုဇာတို့ပေးမြင့်အောင်နော်ပေးမြင့်အောင်ဆိုတော့ဘလောက်လောက်မြင့်မလဲဆိုရင်သူကလက်ရှိမှာတို့ဒီကောင်က20ဆိုတော့အာတို့ဘလောက်ထားမှာပေါ့20နဲ့ 25လောက်ထားလိုက်မှာပေါ့နော်25အေးဟုတ်တယ်25လောက်ထားလိုက်မှာအဲဒါဆို25အမြင့်ရပြီပြီးရင်ဒီလိုအကျယ်ကဘောင်းနက်စ်ဒီလိုအကျယ်ကဒီလိုအကျယ်ကဒီဘလောက်ထားမလဲဆိုရင် ဒီကောင်းကိုဒီကောင်းကြတော့တို့ဘာလောက်ထားမလဲအင်း25ပဲထားမယ်ဒီကောင်းလည်း25ပဲထားလိုက်မယ်အဲဟောလာ25ထားပြီးတော့ဒီကောင်းကိုကြတော့သူ့ရဲ့အထူကသူကလောတဲ့5ပဲရှိတယ်ကွာ5ပဲရှိတော့တို့ဘာလောက်ထားမလဲ10လောက်ထားလိုက်မယ်ကွာ10လောက်ရန်ကြီးသွားမှာမသိဘူးဘာလောက်ပဲထားလိုက်မယ်10လောက်ပဲထားလိုက်မယ် ပြီးသွားပြီဆိုတော့မှအဲ့ဒါလေးကိုတို့ရွှေ့လာမယ်ဒီညာလေးရွှေ့လာမယ်ဒီဒီကောင်နဲ့ကတ်မယ်နော်တက်တက်ကမှကြီးကြီးလိုက်ဒီမှာကအောက်ကိုအရင်ကြားတယ်တွေ့လားအဲ့တော့တို့အပေါ်နည်းနည်းဆွဲတင်ပေးရမယ်နော်ဒီရင်တို့နည်းနည်းနောက်ဆုံးမယ် ဟုတ်ပြီအဲ့ဒီမှာသူနဲ့အယောင်တူအောင်လို့အယောင်မှာရွေးလိုက်နော်အယောင်မှာရွေးလိုက်ပါအယောင်ကဘာယောင်လဲအဲလေးမယောင်ရွေးလိုက်ရွေးပြီးသွားပြီဆိုတော့မှခုနဆရာပြောသလိုဆက်လက်မှတ်မယ်နော်ဒေါ်လိုဆက်လက်မှတ်မယ်နော်ဆက်လက်မှတ်ပြီးပြီဆိုတော့ဗာ group ဖွဲ့ချလိုက် အဲဒါဆိုရင်ဒီမှာခွက်ပုံစံလေးရသွားမယ်နော်ဒီလိုခွက်ပုံစံလေးရပါမယ်နော်ဒီမှာပတ်ပတ်လေးသူကြည့်လို့ရအောင်နော်ရပါလားလုံးကြီးเนาะ